ဒါခဘပုံကန်ရေးအဖွဲရပုံကန်ရေးထောက်မှုအကြီးစားကြီးဒါငစီပေါ့နော်ဒါသူ့ရဲ့ကြလာတဲ့မျက်ရည်တွေကိုကျွန်တော်စိတ်မကောင်းအောင်ဖြစ်သွားတယ်သူကြတဲ့မျက်ရည်တွေစိတ်မကောင်းအောင်ဖြစ်သွားသူတပြေးပြေးအတိအမှန်နဲ့အမှန်ကြီးទីတာလိမ့်မှလို့ကျွန်တော်အနေနဲ့ယူဆအဲ့တော့သူစိတ်မကောင်းမျက်ရည်ကျတဲ့မျက်ရည်ကိုကျွန်တော်တို့ဘလို့ကျတယ်လဲဆိုတော့ကိုကျွန်တော်တို့ခံစားကြည့်ကြမယ်နော်အထူးထူးနားထောင်ကြအောင်မင်္ဂလာပါဒီနေ့ကျွန်တော်ပြောမယ့်စကားကတော့ထောက်ဖို့နေနဲ့တက်ဆိုင် အရင်ဦးဆုံးကျွန်တော်ကိုကျွန်တော်ပြောမယ်ဒီနေ့တစ်ခါထပ်ပြီးတော့စစ်ဆေးတာကိုခံခဲ့ရတယ်ဘယ်ဖွဲ့ရလဲမပြောတော့ဘူးတော်တော်စစ်ဆေးတယ်နောက်ဆုံးစစ်ဆေးတဲ့နေရာမှာလူခွေကြီးချိုးဖောက်မှုတွေအများကြီးရှိတယ်နော်လူတယောက်ရဲ့အခွင့်အရေးချိုးဖောက်မှုတွေအများကြီးရှိတယ်ကျွန်တော်ဒါတွေကိုလည်း record ယူထားတယ်မှတ်တမ်းယူထားတယ်ဘာဖြစ်လို့လဲဆိုတော့တချို့တွေအရာတွေကကျွန်တော်တို့နိုင်ငံအတွက်တအားနိုင်ငံထိတဲ့အရာတွေရှိတယ်နော်အဲ့တော့ထောက်ဖို့တယောက်ပဲရင်ဆိုင်နေရတဲ့အနေဒါအဲ့တော့ကျွန်တော်လက်ရှိရှောက်နေတဲ့လမ်းမှာ တခါတည်းကျွန်တော်ကြီးညာပါမယ်အဲ့ဒါဘာလဲဆိုတော့အခုချိန်ထိကျွန်တော်ဘက်ဂရောင်းပေးထားတာဘာမှမရှိဘူးအစိုးရဘိုင်းရတဲ့အန်ဂျီဘိုင်းရတဲ့ဘက်ဂရောင်းပေးထားတာမရှိဘူးပြည်သူဘိုင်းရတော့ဘက်ဂရောင်းပေးထားတာမရှိဘူးဒါပေမဲ့ကျွန်တော်ကိုဒီတော်လန်ရေးအတွက်ဥဆောင်လုပ်နိုင်အောင်ဘေးကနေဝင်းရံထက်ဝင်တဲ့လူတွေပဲရှိတယ်အဲ့တော့လက်ရှိဒီနေရာမှာကျွန်တော်ပြောပြချင်တာလေးကိုတော့နည်းနည်းထည့်ပြောပြသေးသူပြောတဲ့ ဥစ္စာကဒါသူတို့ထောက်ဖို့တယ်မှာသူစစ်စေးခံတယ်ဗောဗျာလူခွေချိုးဖောက်ဖို့ရှိတယ်ဆိုတော့ဒါရိုက်နဲ့ပြောဆိုဆဲဆိုချိန်မောင်းဒါပေါ့အဲ့ဒီအဖွဲ့စည်းကလူမရိုက်တထောင်သာခွေးတထောင်သာကလေးကတိကလေးဟောအောင်ကြားမြတ်ပါအဖွဲ့စည်းလေလူမရိုင်းပါလေဆိုတော့မိုင်းရင်းနေသူတွေကစုဖွဲ့ထားတဲ့အဖွဲ့စည်းလေအဲ့တော့သူတို့နည်းနည်းဟောသွားကြော်လို့ခွာလို့ပဲရမလားပန်းဆက်လို့သွားမမင်းနဲ့လေပန်းဆက်လို့ခိုးတာသွားမပြောနဲ့ပြောလို့မရဘူးပန်းဆက်လို့ခိုးတာမှပြည့်ကျက်နေတယ် ဒါပေမဲ့တကူမအောင်လို့တော့ပြောလို့မရဘူးလေဟိုကငွေနဲ့ဖမ်းဖိတာလေလှုပ်လိုက်သမားဆုံးမလိုက်ဆမ်းမဆိုဒေါ်လာလေးအဲ့မှာအနံ့လေးပေးရှူလိုက်လို့ချင်းအဲ့မှာတကယ်ဆုံးမခံရမိတယ်အဲ့ဒါတော့ဒီကြီးသွားရင်တော့ပြဿနာမကြီးသူကအဲ့လောက်ထိမကြီးဘူးဒီနေရာမှာသူပြောတဲ့ပြည်သူတွေက ။ငါဝိုင်းဝပန်ဖို့ပဲပြည်သူတွေကဝိုင်းဝပန်ဖို့တောင်းသူတို့တွေကအဲတယောက်200တို့ဘာညာတောင်းတယ်စိုက်ယုံနေဆဲလာလို့ရှိရင်မပေးလို့ရှင်လို့ရှိရင်သူတို့ကဘာလုပ်တယ်ဆိုရင် boycott လုပ်တယ်။အာဘာပဲတဲ့ညာပဲတဲ့ဒီဘက်မှာအလူခံနေတယ်ဗျာဘိုင်းနဲ့ဟိုခွက်တွေနဲ့ဖလားတွေနဲ့ဗျာတရောင်းကတောင်းတယ်ဗျာ။ အဲ200ထက်မလားတောင်းတယ်တောင်းလို့ကဟိုကမထက်ဘူးကမလေးတွေကသူတို့ကငါသူတို့မိဘတွေရွာတွေမှာဘလောက်ဆင်းရဲဒုက္ခရောက်နေဒီကောင်တွေရောရွာတွေပြက်ပြီးဒုက္ခရောက်နေတီးတော့မထက်ခြင်းမထက်ခြင်းတော့အာဟိုဘက်ရှိတဲ့ကြာကြာအမတောင်းသားမကိုယ်တောင်းသားသိမယ်ဘောမှာဘာဖြစ်တဲ့ညာဘက်လို့တော့ဟိုကနေပြီးကြောက်ပြီးတော့တပ်ပြက်မှာဘာဖြစ်ညာဘက်ဆက်သွားကြည့်ဘာညာဆိုပြောထိန်းကြောက်တော့ဩပြန်လာပြီးအနှစ်အထက်အဲ့ပတ်စံကြီးစုတဲ့ဟာတွေကချိတ်ချောက်ပြီးရတဲ့ပတ်စံကြီးအာသူတို့ကပောက်ကန်ကြီးထောက်ဖို့ဆိုတာ အဲ့ရရနေပါစက်နေအဲ့လေသူဖြောင်းတာမဖြောင်းတာတော့မပြောပါဘူးဗျာဒါသူ့ဘိုင်းမှာဒါမဲ့သူက YouTube ကနေပြီးတော့မှငွေငွေသူ့ရဲ့တိရှိသူကဗျာသူ့နေရာမှာတိရှိသူကအဲတော်ဟိုနေမော်ကျွန်တော် 100K အထက်မှာရှိတယ်တရာကြီးအထက်မှာရှိတယ်အဲ့ဒါတိရှိသူနှုံးသားနဲ့ငွေကြေးကိုတွက်မှဆိုသူကတစ်လောက်ဒေါ်လာအနည်းဆုံးမရပါဘူးဆို8000နဲ့8000ကျားမှာရှိတယ်သူ့ရဲ့ငွေငွေဒါသူ့ ဒါလေးလာမလုတ်ပေးပဲနဲ့သူ့အတူပေါ့ကျွန်တော်ပြောသလိုပေါ့ဗျာအာဒီပုံကန်ရေးဖက်တွေကိုပါထောက်ဖို့ပါညာဘာမှလုတ်ပေးပဲနဲ့သူတို့ရဲ့တင်းဟိုပဲဒါသူ့အတူတေးထားကြော်ညာပြီးတော့ပြောမှဆိုတော့မှဒီကောင်လေးကအဲသူ့အတူစောင့်ဝင်နေပြည်လေတယ်ဗျာဘာမှဟိုကွတ်တီယိုတွေပါညာလုတ်ရမှာမလို့တော့ကွတ်တီယိုလာပါအောင်စားပါအောင်ဆိုပြီးတော့သူစပွဲထိုးပေးနေစရာမလိုတော့ဘူးအခုလည်းပဲဒါ အာတော့လည်းပေါ်ကန်ရေးကိုဖမ်းပြပြီးတော့လည်းသူလူရလည်းနည်းနည်းဝင်လာတာကျွန်တော်တွေ့ရတယ်။ဘာလို့ဆိုတော့ထိုင်းမှာဆိုရင်ကကိုစီကိုစီကိုစီဆိုတာမျိုးနဲ့လူရောင်းဝင်လာတွေ့တယ်။အဲ့ဒီပုံမှာလည်းသူကနည်းနည်းတာယာမှုလည်းရှိသွားတယ်။တာယာမှုရှိသွားနည်းနည်းသူကဗာပြစ်ပညာပြီးတော့မြောက်ကျသွားတဲ့ခါကျတော့ဟိုကဆောင်းထလာတဲ့ခါကိုတိတဲ့ခါကျတော့ဖောင်းထုလိုက်တာတော့ဖြစ်မှာပေါ့။ဒါမဲ့သူတို့အဖွဲ့တွေအားလုံးက ရှင်းရှင်းပြောလို့ချင်းတခိုးသမျှမရင်းနေပြီးစုဖွဲ့နေတဲ့အခါကျနံပါတ်၁ဒီကနေတိုင်းကြီးနဲ့တောင်မတန်တဲ့ကောင်တွေဖွဲ့ပြရတဲ့ကောင်တွေစုပေါက်ဖွဲ့စည်းတာလားတောင်းလိုက်တော့လူမိုက်ဇိုးတွေပေါ့ဗျာနော်ဘာဇိုးလဲကနဇိုးလားတိတ်ချင်းဇိုးလားတော့မသိဇိုးတော့ဇိုးတွေပဲသူတို့ဖွဲ့အဲ့တော့သူ့ကိုဖိနှိပ်လိုက်တာပေါ့နော်ဒါမကြငဲသူဒီတက်ဖိနှိပ်ခံမှာ तू ရရှိလာတဲ့ငွေကြေးတွေကိုတော့ကြောက်စစ်အောင်မယ်အကောင်လုံးကပြန်ထုတ်မပေးသူတို့အယူကြီးဖွဲ့ကကြာဆုံးနေပြီဗျာအကောင်လုံးကစုပ်ပြတ်တတ်နေပြီဟာလား အာရဘေးတရားမှလည်းမရဘူးတကယ်ကြီးကြပြောင်းနေအောင်မှရှိတဲ့ PDF တွေကိုဒီကောင်ကတတ်တယ် PDF တွေကိုအောင်မှထောက်ဖို့လုပ်တယ်ဆိုပြီးဒီဘက်မှာနိုင်နေချင်းနဲ့ပြည်သူလူထုရဲ့ခလေးမလေးမိန်းကလေးတွေကစိတ်ယုံမှစင်းနေတရားတွေမှလိုက်တောင်းစားတဲ့ဒေါ်စန်းစုကြည်တွေပေါ့ဗျအဲ့ဒါကြီးကပို့ပြီးတော့သူကဘာလုပ်လဲဆိုတော့စူစီးလိုက်တယ်စူစီးပြီးသူ့အိတ်ကြဲထဲထဲဟိုဘက်ကနည်းနည်းပါးပါးလိုက်လှူတာတန်းတာပြတယ် အလူခံတယ်လူလာကြတာနည်းပါပြတယ်တကယ်ကြတော့အောက်မှာ PDF တွေတိတ်လိုက်တာပုံစုံပစအွန်လိုင်းကျင်းလိုက်တနက်တက်လိုက်ရောက်ဖို့ဂျီတောင်းရောက်ဖို့ကအလူခံတာတောင်းတာတောင်းတာဟိုဟာလေးလောက်ပဲဒီလေးလောက်ပဲဟိုပြီးခဲ့ရက်ကဆိုအများကြီးပဲအလား KNDF ဘက်ကဆိုဟိုကောင်တကယ်အဲသူတို့ဘက်မှာဆိုတော့ဗျာကြီးတဲ့ကောင်ကအောက်မှာလေကျွန်တော်မှဂျီဖို့မရှိတော့လူပါတော့ဘယ်ပါဟိုအမျိုးမျိုးနေရာတိုင်းနေရာတိုင်း နေရာတိုင်းနေရာတိုင်းမှာအကောင်အလူခံနေကြပြီးတော့မှជីလေးဝက်ဖို့ជីလေးဝက်ဒါပေမဲ့ဒီကောင်တွေရတဲ့ပုစံနဲ့အိမ်ထဲမှာထိုက်ပြီးချမ်းသာတာအာအေးရှိပဲအာငါတို့တပ်ဖို့လိုက်တယ်ကတော့ဘယ်လိုမှမဟုတ်ဒီမှာသူများပေးတာလေးတွေဟိုဖြောက်ဖြက်ခိုးဖွက်လို့မရတော့တာကြတော့သွားပေးတယ်ပတ်စံညာသွားအိမ်တိုင်းကောက်ထိတ်ပြီးတော့လုတ်သွားရောအဲအဲ့ဒါလေးဟိုဘက်ကတည်တဲ့ခါကြတော့ဒီကောင်တွေကြတော့ချမ်းသာပြီပန်းစဲလိုတို့အမျိုးကြီးတို့တအုံးလုံးဒီကောင်တွေအဖွဲတွေချမ်းသာပြီးတော့ထောက်ဖို့လုပ်တဲ့အဖွဲတွေချမ်းသာပြီးတော့မှ ငါတို့ကြတော့ပြစ်ဖို့တနက်တော်မှာကြည်မရှိဘူးတောင်းနေရတယ်ငါတို့တွေပဲအသေးခံနေဆိုဟို PDF တွေကလုံးဝသဘောပေါက်သွားပြီနားလဲသွားအဲ့တော့ဒီကောင်တွေပြန်ထုဖို့တော့လာပြီမကြခင်မှာလည်းဒီကောင်အထုခံမှာတည်ကြတယ်ဘာလို့ဆိုကျွန်တော်တို့ကြားသိတဲ့သတင်းတွေကကျွန်တော်ကြားသိမလွဲဘူးဗျာအဲကျွန်တော်တို့ကအရှိတိမ်တော့လို့ရှိရင်နိုင်ငံကိုချစ်တယ်နော်ဒီလိုထောက်ဖို့တွေပါရကျွန်တော်ကမရှိဘူးကျွန်တော်ကအလင်းပြပေးတာဟာဒါတော့ဒါအမားတယ်ဒါတော့ကောင်းတယ်ဒါတော့ဒီလိုရှိတယ်ဒါမျိုးရှိနေတာအဲ့တော့ဒီကောင်းတဲ့က ောက်ပွဲညင်မှာအကုန်လုံးကိုပတ်စံနေယူတယ်သူထိုင်းနိုင်ငံရောက်လာထိုင်းနိုင်ငံမှာလာလူကြလူကြဘယ်နေရာလို့ဘာလုပ်ပေးမှာဘာလုပ်လဲသူဟိုဆရာမိုက်ကယ်ဆိုတဲ့ကောင်တွေစပြီးတော့ဖြစ်ကြတာကောင်တွေလောက်တာကျွန်တော်တမိုင်းရောက်သိပါတယ်ကြည့်နေတယ်ဒါပေမဲ့ကျွန်တော်တော့မပြောပါဘူးသို့တော်လည်းပဲသူလဲလို့သူစားတာပဲအခုကျတော့မကြဘူးအဲကောင်လေးကြောက်သွားလိမ့်မယ်ဒီ line ပေါ်မှာဒီပုံစံတိုင်းဒီကောင်လေးဆက်သွားကြောက်သွားလိမ့်မယ်ဘာကြောင့်ကြောက်သွားလဲမလို့ထောက်ဖို့ဆိုပြီးတော့ယူထားတဲ့ပတ်စံနေအကုန်လုံးကိုဟိုဘက်ကပြန်ယူတော့မှာအဲ့တော့ဒီကောင်လေးကမကြင်ပြောက်တော့မှာ ပျောက်တော့မှာပျောက်တော့မှာအဲ့တော့ဒီကောင်လေးမှညံရှိတယ်ဆိုရင်ဒါလေးကိုဒီကောင်ဆွလွန်ပြီးတော့ဒီကောင်သတင်းပြောင်းမှာပဲပြောပြီးတလောက်ဒေါ်လာ9000နဲ့1000ကျားမှာဒီကောင်ရှိတယ်ဝင်ဝင်ဒါလေးနဲ့ easy တတရာတွက်မှန်ဆိုလို့ရှိရင်အနည်းဆုံးဒီကောင်ရုံငွေတလောက်300တော့ရှိတယ် easy ထိုင်ထားလို့ရနိုင် easy လုပ်လို့ရဒီကိစ္စတွေပယ်လိုက်လို့ရပါပြီဟုတ်လားအဲ့တော့ဟိုရှင်းပြောလို့ရှိရင်ဟိုဘက်ကပိုလီတို့နောက်တစ်ခါကျတော့အဲကိုစိတ်ပြီးတို့နောက်တစ်ခါအာအကိုဟိုကိုဗာလဲကောင်းတော်တို့ ကိုပေါက်စီတို့နော်တိုင်ကျော်တို့ပြီးကျော်တို့သူရှိကြတယ်ဗျာသူတို့အနုပညာတဲ့အနုပညာသမားတော့မင်းမောင်ကောင်းလိုက်ကြည့်ဘလို့နေမှာဆိုတချင်းဆိုပြီးတော့သူကအနုပညာတော့ရှာကြတာပဲအနုပညာနဲ့ပဲလုံကြတာပဲဒါသူထောက်ဖို့ပေးပြီးမှလုံလုံမှဒါသူတို့ဘာနောက်တခါဟိုဘာလဲတချင်းဆိုတဲ့တော်တော်များများပါပဲဟလာလင်းလင်းတို့ ခြေသူဝေတို့အနုပညာသမားတွေအနုပညာကြကျွန်တော်လည်းအနုပညာဆိုကျွန်တော်သေုပ်ဆောင်မျိုးစုံမျိုးနဲ့ကျွန်တော်ကကျွန်တော်ဒီဘက်ကနေကျွန်တော်လုံနိုင်တော့လုံကြတယ်အနုပညာသမားတွေကတော့ဒီလိုမျိုးကျွန်တော်ဆိုတဲ့ဗျာကိုနိုင်တဲ့ဝန်ထမ်းကိုအားနဲ့ထမ်းနေဟိုပိုလီတို့ဘာလို့ညာလဲသူကအစိုးရဘုံမှာဂျင်းတဲ့မှာဂျင်းတဲ့အားမျိုးတက်ခိုက်ကြတယ်အဲပြောကြတယ်အဲဒါသူတို့ရဲ့အနုပညာနဲ့သူတို့လုံကြတယ်ဒီကောင်လေးကတော့အဲ့လိုမျိုးမဟုတ်ဘူးဗျာရိုင်းတိုင်းစဲဆိုပြီးစလာတယ်ကွာတက်ကုန်တာသူမကပန်ဆယ်လိုရဲ့ အားမကိုယူလိုက်တယ်။ပန်ဆက်လူကတောက်လျှောက်ဆဲပြီးတော့မှအာဘလူးမှမတော်လန်နိုင်အောင်သူ့ကိုပြန်ပြီးတော့မပြောနိုင်အောင်စစ်ဆေးလို့မရဘူးကြာဒေါ်လာဆက်ဆဲပြီးတော့ဒေါ်လာဆက်ကျိန်းသွားပြီးတော့ဒီကောင်လေးကအဲ့ပန်ဆက်လို့ဆက်ရတင်လိုက်တယ်။အာမပတ်ဆက်လို့ရတော့ဒီလိုဆဲနေငါလည်းဒီလိုဆဲပြီးတော့ဒီလိုနှိပ်ကွက်လိုက်ငါဒီလိုရှာမှာဆိုဒီကောင်လေးမှအဲ့ပန်ဆက်လို့ရဲ့အသည့်အတွေးရောက်သွား။ရောက်သွားတော့ဒီကောင်လေးရဲ့ finding အားလုံးကအစဲတစ်ပေါင်းမှမလွတ်တဲ့ဟာတွေယူပဲသွားတွေ့ရတယ်။တကယ်ဘုဘကကြတော့ပညာလေးတွေနဲ့သူတို့တုံးတော့အမှုပညာရတာလေးတွေနဲ့ပြည်သူတွေကို သူတို့ရဲ့လိုချင်တဲ့ပုံစံလေးတွေတင်ဆက်သွားတယ်ဒီကောင်လေးကသကုံစဲနေပြီးတော့ရတဲ့ပုဇံတွေကိုချိတ်ချောက်ပြီးတော့ယူတယ်ဟိုဘက်ကသွားမပေးတာမျိုးတွေဖြစ်တာဖြစ်မှာပေါ့ကျွန်တော်လည်းမသိပါဘူးတိလို့ပြောတာတော့မဟုတ်ကျွန်တော်အထင်ကိုပြောပြအဲ့တော့ဟိုဘက်ကခေါ်မင်းမယ်ပြီးတော့နောက်ပိုင်းညဒီကောင်ခိုးတာဖွက်တာတွေဘာညာမျိုးတိသွားပြီးနောက်ဆုံးညလို့ကျေးစစ်လို့မှဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုတဲ့ဘာမျိုးဖြစ်သွားရင်အစားပြောက်ခံရမှာတိတာအဲ့တော့အစားပြောက်မှခံရင် မင်းတို့ကိုပိုင်ကြီးကတတိပေးလိုက်မယ်မင်းက ERV တိုင်းသားလည်းဖြစ်တယ်လို့ပြီးတော့ကိုပိုင်ကြီးကလည်း ERV တိုင်းသားကွာဒီကအဲ့တော့ငါတို့ ERV တိုင်းသားအချင်းချင်းမင်းတို့ဟိုဝနေ့ဖြစ်တဲ့အနေနဲ့ဒါတွေကိုမင်းတို့ရတိုင်းရက်ပါနော်ဒါတွေကိုရတိုင်းရဖို့အတွက်ပြောနေတယ်။မင်းဒီတိုင်းပဲသတင်းပြောနေတာမှမင်းဒေါ်လာအတလောက်9000လောက်ငါခံမှန်းသိတယ်။မင်းအနေဆုံးသိရနိုင်ကြရသော်မင်းအေးစစ်စစ်ဒါလုံးလုံးလို့ရတယ်လို့ပဲငါတို့ဒါတွေကိုမင်းကန့်တယ်ဖြစ်လိုက်ပြီးတော့မှဟိုဒီ time မှာနေတဲ့ စိတ်ဟိုဆင်းနေတဲ့ကောင်မလေးဒီမှာလူပေါ်လူညှို့ခွန်ပြီးတိုက်ပြီးတဲ့ပတ်သက်ကိစ္စတွေပါညာတွေမလို့အကုန်ပရိလိုက်တော့နှမောဆိုလို့ကျဲမင်းတို့ဒုက္ခရောက်မှသိကြပုံပြီးဒုက္ခရောက်မှမင်းကအခုတလောပြောနေတာရေကောက်ပဲကိုနှောက်ရက်ဖို့ဟာတွေကိုမင်းတားပြောနေရေကောက်ပဲနှောက်ရက်လို့ဘာမှမဖြစ်ဘူးအဲ့ဒီတဲ့အဲ့ရွာရရအဲ့ကျေးရွာတစ်ခုမှဟလာမင်းတို့ရေကောက်ပဲပြည်ပြတဲ့နှောက်ရက်ခိုင်းလိုက်အဲ့ဒီကျေးရွာမှာပြည်ခိုင်တို့ပါတီကတယောက်ကပဲမဲတက်လိုက်ဟောအဲ့မှာကိုယ်စလဲထားဖြစ်ပြီး ်အဘီရိုင်မျိုးပါဒီအားလုံးစုလို့ပြည့်သွားလို့ရှင်လို့ရှင်မင်းတို့အားလုံးပြန်ဝစ်လိုက်နေမှာဘာလို့လဲဆိုတော့မင်းတို့တွေကပြည်ခိုင်မျိုးပါဒီဟာပါတီဝင်၆တော်ကျော်လောက်ကိုရှင်းတာလာကြည့်တာအဲ့တော့မင်းတို့ကအဲ့လိုရွေးကောက်ဝဖြတ်စည်းရင်မင်းတို့ရဲ့လေဘင်းကြိုးခွေမင်းတို့စွတ်တာနဲ့အတူတူပဲငစီမျိုးလည်းငါပြောပြမယ်တကယ်လို့မင်းတို့ကရွေးကောက်ဝရွေးကောက်ဝမနောက်ဆက်တောက်လျှောက်တည်းပြောဘယ်ဟိုလူမျိုးမရှိတဲ့ကလာမျိုးတွေဘက်ကမင်းလိုက်ပြီးတော့ပြောမင်းကကြာတဲ့ခါကျတော့လူမုံပြီးရှုံးရှာသွားပြီးတော့မင်းရဲ့ တက်တိနားလဲတက်မင်းရဲ့အာပေါင်းအာရင်တွေကနောက်ဆုံးဘာဖြစ်သွားမလဲဆိုတော့မြေကြီးတဲ့ရောက်သွားလိမ့်မယ်နော်အဲ့တော့မှန်ကန်တဲ့လမ်းကိုရှောက်ပါမင်းပြောတာမှာဆက်နားထားမှာပေါ့ငါပြောတာနာမည်များနေတယ်နော်လက်ရှိမြန်မာပြည်တော်လိုင်းအင်အားစုတွေဘက်ကလည်းဘယ်တိုင်ရင်းတပ်ဖွဲ့မှလည်းကျွန်တော်တို့ background အမှန်ကန်ကာကွယ်ပေးရတာမရှိဘူးကျွန်တော်အင်အားနဲ့ကျွန်တော်ရက်တည်ပြီးတော့ကျွန်တော်ရှောက်လမ်းနေတာအဲ့ဒီပေါ်မှာတစ်ဖက်ကမျိုးစုံတိုက်ခိုက်ကိုယ့်ဘက်တော်လိုင်းဘက်ကဘာဆိုတဲ့သူတွေကဒီကောင်ကဘာကြောင့်လုံးလို့ရတာလဲဆိုတော့ မခံနိုင်စိတ်နဲ့ကိုယ်လူကြီးကျွန်တော်ပြိုလဲစေချင်တာကိုတွေ့ရနော်အဲ့တော့ကျွန်တော်ကတော့တော်နိုင်အတွက်အသက်ကောဘောအောင်ပေးထားပြီးသားပါဒါပေမဲ့အခုလောကျွန်တော်တွေ့တင်ကျင်တာဒါမဲ့ဒီနေ့ကျွန်တော်စဉ်းစားတဲ့အခုကြီးနော်ဒီနေ့ကျွန်တော်တခါတဲ့ပြောရင်ကောင်းလို့ပြောရင်ကောင်းနံပြောနေအားတချို့လောပြောပြတော့မလုပ်တော့ဘူးလို့ဘာလို့ဆိုတော့မဖြစ်နိုင်တဲ့အရာကြီးကျွန်တော်ပြောတာဘလို့လို့ဆိုတော့အဲ့လိုလည်းမဟုတ်နော်အဲ့တော့မလုပ်တော့ဆိုရင်ကျွန်တော်ပြည်သူချပြန်တာကျွန်တော်ဘာကြောင့်မလုပ်တော့ လုံးလုံးမရအောင်လဲဆိုတော့ကျွန်တော်ဒီလိုချပြမှာစိတ်ချပါနော်ကျွန်တော်ဘယ်တော့မှတော်နိုင်ရေးပေါ်မှာကြည့်လို့ရလို့အချိန်မရင်းကျွန်တော်ကိုဒီလိုခိုင်းမှာဒီလိုခိုင်းတဲ့ညမှာကျွန်တော်ရှိရပါအဲ့တော်နိုင်ရေးအတွက်နော်တက်တက်လုံးနိုင်ငံတို့လိုပြောတော့မဟုတ်ဘူးဒီတော်နိုင်ရေးအတွက်ကျွန်တော်ကိုဒီလိုခိုင်းမှာဒါပေမဲ့ကျွန်တော်အခုလက်ရှိကျွန်တော်ရှောက်နေတဲ့လမ်းဆက်ရှောက်လို့မရတော့တဲ့အနေသားဖြစ်နိုင်ကျွန်တော်အကုန်ချပြပါအဲ့လောက်ထိကျွန်တော်စားလို့ရပါတယ်ဟောရဲ့ idea တော်တော်ကောင်းတယ်နော် ပုံကန်ရေးတော့ပဲဒီကောင်ပြောတာနိုင်ငံတက်မပါဘူးကျောင်းစကားမှလည်း share ပဲအဲ့တော့ဒီကောင်တိုင်းပြီးတော့တန်ဖိုးရှိတာနိုင်ငံမွေးထုတ်လိုက်တဲ့နိုင်ငံမြန်မာနိုင်ငံပေါ်မှာကတစ္ဆာရှိမလားဆိုတာမဟုတ်ဘူးသူနိုင်ငံတော့မပါဘူးတဲ့သူဒီပုံကန်ရေးလုပ်နေတဲ့ကောင်တွေဓမြတွေတဖိုးတွေတော့ပဲသူဒါတောက်လျှောက်လုပ်မယ်ဆိုတော့တော်တော်အဟောပေါင်းတယ်မွေးလာတဲ့မိခင်ကြီးကျေးဇူးရှင်တွေကိုလည်းမင်းတို့ခေါင်းလေးနဲ့ထဲ့ပါအောင်အေယာဝီတိုင်းမှာလို့ကကြားတယ်နော်မင်းနေရလိမ့်စာလေးနဲ့တည်တယ်ဒါမှမဟုတ်ဒါတွေကတော့ငါတို့က သိပြီမသိပြီဘာမှမဆိုင်ပါဘူးကိုယုံကြည်ရနဲ့ကိုရက်တည်ခြင်းနဲ့နေဘက်ကရက်တည်ပါဒါပေမဲ့မွေးမြေကျေးဇူးတော့မကမ်းပါနဲ့ဒါလေးတော့ပြောခြင်းနဲ့เนาะကိုကိုမွေးတာကိုကိုမွေးရတဲ့အမေရမြန်မာပြည်မှာရှိတဲ့ ငါမြန်မာပြည်မှာချက်မြုပ်ဖြစ်တဲ့ငါနိုင်ငံကိုတော့မပြတ်ဒီငါနိုင်ငံအတွက်ငါကာကွယ်မယ်ဆိုတာတော့မင်းကောင်းနဲ့ထည့်သိခြင်းနဲ့မင်းကနိုင်ငံအတွက်ပြောတာတော့မဟုတ်ပါဘူးဆိုတော့စိတ်မကောင်းအောင်ပေါ့ကွာမင်းပမာစကားပြောနေပြီဒါမှငါကြီးလေးတွေမင်းတို့အတ္တိတရားတွေအမြန်ရပြီးတော့အေးကျန်းစွာလှုပ်ဆောင်နိုင်ဖို့တော့ကိုကြီးပိုင်တိုက်တော်နေတယ်မင်းတို့ကိုလည်းမုံချင်းချစ်ချင်းမုံချင်းလုံးဝမရှိတဲ့ငါအဖြူတွေပဲ င်းတို့ချစ်တယ်မချစ်ဘူးမောင်းလဲမမောင်းဘူးဘာမှမဖြစ်တဲ့လူအသက်တွေမသိသေးကျင်နာတော့ငါချမ်းသာပဲနိုင်ငံရေးသမားတွေဆိုတာနိုင်ငံရေးလို့လုပ်ကြမှာပဲယာသူရရင်တမျိုးယာသူမရရင်တမျိုးဖြစ်တာပဲဒီနေရာမှာဗိုလ်ချုပ်မှုကြီးဦးမင်းအောင်လှိုင်ကိုမင်းတို့တိုက်ခိုက်တယ်ဆိုရင်လည်းဗိုလ်ချုပ်မှုကြီးဦးမင်းအောင်လှိုင်ကအသက်၁၈နှစ်သားတဲ့တပ်မတော်သမားလုပ်ပြီးတော့မှဒီနေရာကိုဟိုဘုံတိုင်းဟုံးတိုင်းထောင်ငန်းထွက်ပြီးရောက်တာမဟုတ်ဘူးဆိုတာတော့နားလည်ပေးဖို့လိုတယ် သူလည်းပဲတတ်မှချတာတဲ့နိုင်ငံမှာချတာတဲ့စီမင်းစည်းကမ်းဥတွေကိုတဆင်ချင်းတက်ပြီးတော့မှဒီမြောက်ကိုရောက်သွားတဲ့ဆိုတော့ငါကြီးမသိဖို့လိုတယ်အဲ့တော့နိုင်ငံကိုကာကွယ်ဖို့မဟုတ်လို့ရှင်မင်းကပုံကန်ရေးကိုကာကွယ်ဖို့ပုံကန်ရေးအတွက်ပဲလုပ်မယ်ဆိုလို့ရှင်မင်းကဒီ line ပေါ်မှာဟာမင်းကဓမြထက်ဆိုတဲ့မဒိဓမြလူတက်တွေထက်ဆိုတဲ့မင်းကအစိုးဆုံးကောင်ကြီးဖြစ်သွားလိမ့်မယ်လို့ဒါကိုပိုင်းမျိုးတတိပေးခြင်းနဲ့နင်မပြောတာနည်းနည်းဆက်နာတော့ဒီမှာနော်ခဏလေးကြာကိုပြိတ် ကျွန်တော်ချက်သေးနေဒါထောက်ဖို့တယောက်ခက်ခဲတဲ့အရာကိုနင်အောင်လို့အစိတ်တဒေတာလေးပဲကျွန်တော်ပြအားလုံးထုတ်ပြောလို့မရတော့နော်ထုတ်ပြောလို့မရတော့နော်ဒီနေ့ဆိုရင်ဘလောက်ထိလဲဆိုတာကျွန်တော်အခုဒီအင်းကြီးတစ်ဖက်ကတိုင်ထားတဲ့စိုက်ဝါးကဘလို့တိုင်ထားဆိုတော့မပြက်ခေါင်းဆောင်ဆိုတဲ့ဟာမျိုးနဲ့တိုင်ထားတယ်ဒီအင်းကြီးတို့ဟာမျိုးကဆိုတာဝိတ္တမန်ရင်တော့အကြမ်းနဲ့အကြာလေးက ငစီရဒီငစီဘဲကိုပြောသေးတာကြာပြီတဲ့ကိုပိုင်ကြီးတဲ့အဲ့ငစီရမာဖီးယားခိုင်းကောင်းဆောင်နဲ့အဲ့မှာရှိတဲ့ကလေးတွေဟိုတစ်ခေါက်တဲ့ဓာတ်နဲ့ခုတ်သွားကြတယ်မလားတဲ့မာဖီးယားခိုင်းကြီးခိုင်းတော့အများကြီးပဲဒါအဲ့ကောင်မာဖီးယားခိုင်းကောင်းဆောင်နဲ့ဒီမှာပုံကန်ရေးဘက်ကိုပြပြီးတော့ရတဲ့ငွေတွေကိုဒီကောင်အဲ့လိုလုပ်ရတဲ့ဒီကောင်ထိုင်းကိုတော်လိုင်းမဲ့ကောင်နဲ့ထိုင်းရကောင်တွေကိုဒီကောင်ဟိုနေဖြစ်ပြီးတော့မှရှင်းနေတာဖိုက်နေကြတာပြီးရင်မြန်မာအချင်းချင်းမှဂုံသေးဆုံးတာအဲ့ဒါငါ့ကိုလာပြောတယ်ဒါပေမဲ့ငါမင်းကိုဟုတ်လားမဟုတ်လားဆိုပြီးအဲ့မှာတေးကြလိုက်စောင့်ကြည့်နေတာ အဲ့မှာတရားဆောင်ကြည့်နေမယ်။မဖျက်ခိုင်ကောင်းဆောင်ဆိုတာအဲ့ဒါငါအစော်ကြီးကတည်တယ်။ဟုတ်ကဲ့တော့ပြတ်တယ်။မေးပြတာနားထောင်လိုက်ဝင်။စဉ်းစားကြည့်ဒါလမ်းဘေးတလားဆိုင်ရနေဝယ်လို့ရတယ်အင်ဒီ။အဲ့လိုလူခွင့်ရေးချိုးပေါက်တာ။ဒါပေမဲ့ဒါတွေကကျွန်တော်ပြည်သူကိုမပြောပြသေးဘူး။အကယ်၍ကျွန်တော်တခုခုဖြစ်လဲစိတ်ဆပ်ပါ။ကျွန်တော်နဲ့ပတ်သက်တာတွေပြည်သူတွေတည်ရပါမယ်။နော်။ကျွန်တော်ဖမ်းခံဒီမှာအကြောင်းဟုတ်တယ်မေယုံမဖျက်ခိုင်ကောင်းဆောင်ဆိုပြီးတော့ခိုင်းရဲဟိုတော့တိုင်ထားပြီးွားပြီ။မင်းမကြခင်မှာပြဿနာဖြစ်မှဆိုတာငါတို့ကသိတယ်။သိလား။ မင်းအဲ့အမှာရှောင်းနိုင်မို့တော့ပဲငါတို့ကတိုက်တွန်းနေတယ်ထိတာမင်းကမပြေကိုင်းကောင်းဆောင်ဆိုပြီးတောက်လျှောက်လိုက်နေပြီနော်ခိုင်းမကလည်းထောင်းနေနေမင်းကိုလိုက်နေပြီခိုင်းရင်းနေလည်းမင်းကိုလိုက်နေပြီမင်းအဲ့မှာမိသွားတဲ့ကောင်တကောင်ကကျွန်တော်တို့ကခိုင်းကောင်းဆောင်ကဒီကိုစီပါဆိုမင်းသွားပြီမင်းသွားပြီမြန်မာနိုင်ငံကိုပြည့်လဲမင်းထောင်းကြမှာမင်းအဲ့မှာ passport ပြီးရမလားဒီထိုင်းနိုင်ငံအထက်မှာဆိုအခုကွာ အာဆီယံ10နိုင်ငံ17နိုင်ငံကိုအခုကဗီဇာ free နဲ့မေ14ရက်လောက်ဆိုမေ14ရက်လောက်ပတ်ပြေးလို့ရနိုင်ငံချင်းပတ်ပြေးလို့တော့ရတာပေါ့တနည်းအားမှာမေခုံလို့တော့ရပါဘူးမေထိုင်းမှာမကြတော့ဘူးအဲ့ဒါမေမာဖီးယားကိုင်းကောင်းတော့ဆိုငါးလောင်းသိတယ်ငါးလောင်းသိတယ်ဒါဟုတ်ပါမဟုတ်လားမသိလို့ငါမပြောသေးတာနော်ဒါမင်းကိုတတိပေးတာမဟုတ်ဘာပြောငါတို့တော့သိတယ်ဆိုတော့ကွာမင်းရှောင်းနိုင်ချောင်းမော့နော်ဒါမကောင်းနေကွာဘာလို့ကိုလေးကမြန်မာနိုင်ငံသားတယောက်ကွာဒီထိုင်းထောင်ထဲမှာတတလုံးသွားနေရတယ်ဆိုစိတ်မချမ်းသာအောင်ကြီးလေးရသိလား မင်းတကယ်လို့နေပြည်တော်နိုင်ငံကိုပြန်လာခဲ့မြန်မာနိုင်ငံကိုပြန်လာခဲ့မင်းထောင်းအများဆုံးကြမှာအနည်း20ပဲကြမှာအဲ့မှာလူငင်းနေပါရရမင်းလွတ်နိုင်သေးတယ်အညီနေမင်းဒီတိုင်းဆိုမင်းတိတ်ဖို့ကများနေပြီမင်းဟိုဟို PDF တွေကလည်းရှင်းတော့မှာမင်းထောင်းဖို့တွေကိုဘတ်တာလေးဘာညာလောက်ကြာရင်ညာတော့အဲ့မှာတိုင်တာတွေကလည်းသူတို့တားအများနေထောင်းဖို့တွေကြည်မရှိတော့ဘူးသူတို့လည်းအသေးခံတော့မှသူတို့မတူသူတို့တွန်းပို့ခဲ့တဲ့သူတွေအခုရှင်းပြီးမှသူတို့လည်းအသေးခံမှဆိုပြီးတော့ဖြစ်ကုန်ပြီဒါဆိုသူတို့တော်တဲ့ထဲလိုက်တဲ့ကောင်းတွေ အန်ယူဂျီဖွဲ့ရကောင်းလေးမင်းတို့လိုဟိုထောက်ဖို့ကောင်းလေးသူတို့ဒီပုံကံရေးအဖွဲ့ကိုလူငယ်တွေကိုအသက်တွေကိုတည်အောင်လို့လုပ်လိုက်တဲ့မင်းတို့အဖွဲ့ကိုအဲ PDF တွေကပြန်ရှင်းတော့မှာအဲအကြောင်းမင်းတို့တွေလာနေအဲ့ဒါငါတရားရပြီးတာမင်းတို့ပြောရကောင်းလားမပြောကောင်းလားမမင်းဒီလေးပြောမှသာငါပြောတာပါအမှန်ကတော့ငါမင်းကိုမပြောချင်ဘူးပြီးတာမင်းပြောတဲ့စကားကြောင့်ငါနည်းနည်းလေးမင်းပြောလာနည်းနည်းဆက်ပြောကြည့်အောင်ပါကောင်းမဟုတ်ဘူးတည်မှလည်းကြောင်းမကောင်းမဟုတ်ဘူးအမှန်တရားအတွက်ကျွန်တော်လုပ်နေတာကျွန်တော်ကိုဂျိုးစီးပွားအတွက်တစ်ခုမှမပါဘူး အဲ့ဒီအချိန်မှာကြိုက်တယ်လို့လို့နော်ဒါပေမဲ့ဒီနေ့တော်တော်တော့အဆင်မပြေဘူးစိတ်ထဲမှာကျွန်တော်ခုနှစ်ပြရတယ်တထားပါအဲ့ဒါကြီးဆက်ပြောရင်ကျွန်တော်အခုဒီနေ့ပြောချင်တဲ့ဗီဒီယိုဖိုင်ရပန်ဆယ်လို့နော်ပန်ဆယ်လို့ကျွန်တော်ထည့်နေပါတယ်ဒါပေမဲ့ဒီကောင်မလေးရဲ့အုံနောက်ဖြတ်ထိုးညံပြီးရင်သူ့ရဲ့လုံးနှိုင်စွမ်းအားလုံးနှိုင်စွမ်းအားနော်အဲ့ဒါကအရေးကြီးတယ်လူကအာဒီကောင်ကမနစ်တည့်မှလာတဲ့ကောင်လို့ချွတ်နေပြီအာဒီကောင်နိုင်ငံကြီးနဲ့ဘာမှမတိတာလို့ တချို့တလေကျွန်တော်တစ်တော့မှာတော့ပဲစတိတဲ့လူဆိုရင်အဲဒီကောင်မနစ်တဲ့နဲ့နိုင်ငံကြီးလောကဝင်လာအဲ့ဘောသူတို့တိတာတစ်တော့တစ်တော့ကားတော့ပဲသူတို့နိုင်ငံကြီးဆိုတာကိုတိတာအောင်ဟုတ်တယ်မလားအဲ့လိုမျိုးလူတွေစကားကိုလွယ်လွယ်ကူပြောပြတယ်ဒီနေ့ပန်ဆယ်လို့ပြဿနာတွေဖြစ်နေတာတွေ့တယ်ဘဒူနဲ့ဖြစ်လဲကျွန်တော်မသိဘူး၄ယောက်လား၅ယောက်လားမသိဘူးရှိပြီစိန်ခေါ်ရဆိုပို့တစ်ခုတွေ့တယ်စိန်လဲမဝင်စားဘူးဘဒူနဲ့ဖြစ်နေတယ်လို့ဖြစ်တဲ့လူတွေကိုလည်းကျွန်တော်တယောက်မှမသိဘူးနော်ပန်ဆယ်လို့နဲ့လည်းကျွန်တော်မရင်းသေးဘူးနော်ကိုဗစ်ကာလာလုံးဝတော့ ARD ဗက်ချန်းကိုအကူအညီတူတခါပေးဘူးလေသူနဲ့စကားပြောဘူးလေအဲ့အောက်လည်းမရှိတော့ဘူး အဲ့လိုတည်းကအခုထိသူနဲ့ကျွန်တော်စကားလည်းမပြောဘူးနော်တိလည်းမတိဒါပေမဲ့ပန်ဆယ်လိုအိမ်ဝယ်လေဆိုပြီးတိုက်ခိုက်ကြတယ်။ဟိုဘေးကျကတိုက်ခိုက်တာမဟုတ်တော့တော်နိုင်ဘက်အချမ်းဘာဆိုတဲ့လူတွေတိုက်ခိုက်တာအဲ့ဒါဆိုရင်ပန်ဆယ်လိုအိမ်ဝယ်တာဒီအများပြည်သူငွေနဲ့ပန်ဆယ်လိုဒီကိုကျိုးစီးပွားရှာတာရှာလို့ရှိရင်အချက်လက်နဲ့ပေါ်ထုတ်ပါကျွန်တော်တို့ပါဝိုင်းပါပေးမယ်တကယ်ပြောတာပါ ပန်ဆယ်လုံမမဟုတ်ဘူးအဲ့တော့မင်းရဲ့အော်တော့အသွေးအဒီကအဲ့လောက်ပဲရှိတာဆိုတော့ငါတိတ်နားမထောင်တော့ဘူးကွာဘာဖြစ်လို့လဲဆိုတော့မင်းလည်းမြန်မာလူမျိုးပဲကွာမင်းလည်းနိုင်ငံအခုကထိုင်းပေါ့ကွာမြန်မာလည်းပြည်လည်းပြည်ပြည်မြန်မာပြည်ရဲ့အကျဉ်းဆိုတော့အခြားနိုင်ငံကြပေါ့ကွာအမေရိကန်လိုနေရာလောက်ဒီလိုအစိမ်းကြီးကိုမတော်နဲ့အဲ့မှာကွာနှစ်ပေါင်းဆယ်ပေါင်းများစွာနေထိုင်ပြီးတော့မှနော်လောက်ကန်စားတောင်းနေရတဲ့သူတွေပညာလေးအရန်ပြေဆုံးကြွယ်ဝပြီးတော့ပန်ဆယ်လိုတဲ့ပညာလေးကြွယ်ဝပြီးတော့မှမှ ရိုးရိုးသားသားလှုပ်ဆောင်နေတဲ့သူတွေကအဲ့လောက်ဝယ်နိုင်သလားမင်းပြောတဲ့မင်းရဲ့ဟိုမင်းကိုကွယ်နေတဲ့ပတ်စဲလူငါတို့ရဲ့တာသားသားမိလောက်ဝယ်ရှိပါလေနော်ပတ်စဲလူကဒီလောက်သိမ်းပေါင်းတန်းပေါင်းများစွာနဲ့ဆိုင်ပေါင်းခန်းကန်းနာနာပေါင်းများစွာကိုဟမ်လှုပ်ပြသွားတာတော့မှမင်းတို့ကဖင်ထဲကိုအချောင်းလိုက်ဝင်နေတာတော့မှဝင်လားမဝင်လားမသိဘူးဆိုတော့မင်းတို့ဘလောက်ကျင်နေပြီလဲပဲငါပြောရမှာဟမ် အကောင်လိုက်ကြီးမြင်နေတယ်တနိုင်ငံလုံးကမြင်နေတယ်မိတို့တော်လိုက်တစ်ဖက်လုံးကမြင်နေတယ်ဟောပတ်စဲလို့မြောက်တကွာနဲ့ပြေးသွားလိုက်တာမှဟိုမှာမမတိတ်တော်မကြလဲတန်းနဲ့ချီတဲ့ဟာကြီးတော့အိမ်တော်ဝဲနိုင်ပါဆိုပတ်စဲလို့ရဲ့ရေချင်းညာဘလောက်ကြီးရှိပါလဲဆိုမင်းကခုချိန်ကြီးဂုံစားနေတော့အဲ့ဒါတနိုင်ငံလုံးမြင်နေတယ်ငါဒီဘက်ငါတို့ကဒီဘက်ကဆိုတော့မင်းတို့ခိုးလေပုံကြိုက်လေပတ်စဲလို့ကြီးကဒီတန်းမောင်းမြောက်တော်မဟုတ် အမေရိကန်တနိုင်ငံလုံးဝင်လိုက်တယ်ငါတို့ကကြိုက်တယ်ဘာဖြစ်လို့ဆိုသူ့ကိုအဲ့မှာတိုင်းပြည်ဖျက်မှတ်ကောင်းတယ်အကုန်လုံးဝိုင်းပေးတာနဲ့ပတ်ဆိုင်နေသူလောက်လာတာငါတို့ကကျေးဇူးတော်တင်ရတာပန်ဆယ်လို့ကြမ်းတော့ငါတို့တိုက်ခိုင်းမှာမဟုတ်ဘူးပန်ဆယ်လို့ပန်ဆယ်လို့တဲ့ဒီကလေးမလေးတုံလိုက်တာတမိလေးငါဟာချစ်လိုက်တာချစ်လိုက်တယ်ဆိုတာသာသမီလူလေးပဲချစ်တာတော့ဟာတော်သေးတယ်သူ့ကြောင့်အသက်တည်မသေးတာ ဲ့လိုချမ်းသာကြည်ဝဝသွားတာတော်လိုင်းလောကမှာဘသူမှမရှိတော့မင်းတို့ဟိုကိအဆက်ဆက်ကိုပြန်ကြည့်တော့မှာမင်းတို့မေးခေါ်နိုင်တော့လက်ထက်ကဆိုလို့ချင်းကွာမဲအခုဒီကိဝင်းကောင်းဆောင်ဆိုလို့ချင်းကဲတက်ကြည့်ဦးအဲ့လိုမချမ်းသာသေးဘူးဘာစဲလို့ရတော်လိုင်းကြမှာ၂၀၂၀နှစ်နှဝိုင်းရောင်းကအမေရိကန်ရောက်ပြီးတော့အလောက်ကြီးချမ်းသာသွားလားအဲ့ဒါအဲ့ဒါကိုမြင်နေတာတော့မှမင်းကသူ့ချိန်ထိ ပန်းစဲလို့မမြင်ဘူးသေးပါဘူးပန်းစံလို့အမှန်ကြီးဟာဟိုးဘာလဲဆိုတော့မွေမွေတိတ်ချိန်မြင်တော့ကသူလက်ခုမင်းလက်ခုအဲသူလက်သူရသွားလို့ပဲငါလည်းငါရသွားလို့ပဲဆိုတော့မင်းကအဲ့ဒါကိုကာနေလို့မင်းတို့တော်နိုင်ရေးဖွဲ့ကြီးအားလုံးကမင်းတို့ပုံကန်ရေးဖွဲ့ကြီးအားလုံးတဖြည်းဖြည်းမုန်းလာလိုက်ဘာကြောင့်လဲတခိုးကြီးကိုမြင်နေတယ်တောင်းချမ်းသာကြွားတာဒီဒီဘာ အကဲဈေးနဲ့မြင်းနဲ့ပြင်ကြားရှိနေတောက်လျှောက်လိုက်တယ်လိုက်တဲ့အခါကျတော့ဘယ် project မှာဘလို့ခိုးလဲဘယ် project မှာဘလို့ခိုးလဲမိမဘောင်းဆုံးနေအဲ့မှာသူတို့နဲ့အတူတူလုံနေတဲ့တွဲတွဲလုံနေတဲ့မိမတွေကစားအကုန်ဖော်တာအကောဖော်လာအကောဖော်လာမင်းတို့ဒီပါတဲ့ဘာကရကိစ္စဆိုဘာကရအိပဲရဟိုမှာအပန်းမကန်နေဒီမှာသူ့ကိုခုန်ပြဖို့ဆိုပြီးတော့မပတ်စဲလို့ရအောင်လူခံလိုက်တာဒေါ်လာသိန်းနဲ့ချီပေါင်းနှစ်သိန်းကသုံးသိန်းလောက်ပို့ဟိုကရလာဆိုတပြားမမရအောင်အဲ့ဘာကရပဲရတယ်နော်အများကြီးပဲအဲ့ကိစ္စအများကြီးပဲ အဲ့တော့မင်းမမင်းပဲအဲ့လိုမျိုးဆက်လက်ပြီးတော့အပန်းဆန်လို့လို့မင်းလည်းလုံကြည့်လိုက်မင်းကတော့မကြခင်ပျောက်သွားလိမ့်မယ်။နော်အသက်ပျောက်သွားလိမ့်မယ်။အဲ့တော့မင်းကပန်းဆန်လို့ထပ်ပြီးရှစ်ခိုးနေဦးမယ်။နော်ပန်းဆန်လို့အနံ့ကိုထပ်ရှူနေဦးမှာဆိုရင်မင်းဘဝပြတ်နိုင်တယ်ဆိုတာကိုကိုပိုင်ကြီးပြောခြင်းပါတယ်။ပန်းဆန်လို့ခိုးလာတော့မင်းငါတို့တွေကတော့စိတ်ချမ်းသာတယ်။ခိုးနိုင်တော့ခိုးနိုင်ပါသေးဆိုပြီးတော့အမြင်မြင့်တာပို့တယ်။ပန်းဆန်လို့ကြီးမသေးပါသေးနဲ့လို့မြင့်တာပို့တယ်။အဲ့ဒါမှမင်းတို့ထောက်ဖို့ကောင်းနေပတ်စံနေအဲ့ဒီသူစီရောက်မှာ။ เนาะအဲ့တော့ပန်းဆယ်လိုရဲ့အဲ့လောက်ချမ်းသာရဲ့ထောက်ဖို့အမှရှိနေတဲ့သူတွေအောက်မှာငတ်ပြတ်နေတဲ့စားဖို့တောက်ဖို့တနတ်ကြည်စမ်းစတောင်းနေပြီးအသက်တွေပေးဆက်နေရတဲ့ကောင်တွေကမကျေနပ်တော့ဘူးမင်းကပန်းဆယ်လိုရဲ့ဘက်ကိုထပ်ပြီးထက်ကပါဦးမင်းလည်းမကြခင်မှာအဲ့ဒီအစုရတဲ့မင်းစီရောက်လာနိုင်တယ်ဆိုတော့တတိပေးနဲ့ကိုပိုင်ကမင်းချစ်လက်တတိပေးတာနော်မင်းခေါင်းကတော့တုံးဖို့လိုနေပြီတဲ့အရင်မင်းခေါင်းတုံးဖို့လိုနေအဲ့တချို့မလိုအပ်တာအရာမင်းလျှော်ပြီးတော့ မင်းအဲ့အတွက်အတက်အတွက်ပဲမင်းတံမိုးထားဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့မင်းတို့အဲ့ဒီပုံကံရေးအဖွဲ့အလုံးဒီဇိုးတွေကြီးရဲ့မင်းမိုက်ပါတယ်ဆိုတာတဲ့မင်းတဲ့အစာပေါင်းများစွာမိုက်တယ်ဆိုတာကိုမင်းမှတ်ထားတယ်။လူတယောက်ကိုလည်းပဲဖျက်တတ်တဲ့နေရာမှာလည်းအဲ့ကောင်တွေကကြွတယ်။နော်အခုပုံကံရေးအဖွဲ့အလုံးအကုန်လုံးခလီလီရဲ့ဆံမေး73နှစ်74နှစ်ဆိုတော့မင်းတော်ရှုံးမတော့နဲ့မင်းကိုလည်းပဲဖျက်သွားလိမ့်မယ်နော်။အဲ့အလေးမင်းကအတိပေးတတိပေးနဲ့အဲပုတ်ကိုင်းဖွဲ့ရလူတွေများအားလုံးအားလုံးကိုပြောချင်ပါတယ်တိုင်းပြည်ကိုအေးချမ်းဖို့ငြိမ်းချမ်းဖို့တော့ကိုပဲခေါင်းထဲထိုင်း ကြာပါပါလို့ပဲပြောနေတောင်းဆိုပါလေဗျာအားလုံးကျမ်းမာကြပါလေနော်